အလုတ်များလေပြဿနာများလေပဲတကယ်တော့လူတိုင်းအတွက်ပြဿနာဆိုတာအ ਨੇ များရှိနေကြမှာပဲတယောက်သေးတောင်ကိုယ့်ဘာသာကို ပြဿနာဖြစ်နေတဲ့သူတွေလည်းရှိနေကြတာမဟုတ်လားပြဿနာရှိတာ ပြဿနာမဟုတ်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတတ်ဖို့ပဲလိုတယ်ပြဿနာဆိုတာခံစားနေဖို့မဟုတ်ဘူးစိုးရိမ်နေဖို့မဟုတ်ဘူးပြဿနာဆိုတာ ပြဿနာဆိုတဲ့စကားလုံးကိုမြမအဘိဓမ္မာကိုကဖြည့်ရှင်းရန်အမှုကိစ္စလို့ဖွင့်ပြထားတယ်။ခံစားရမယ်အမှုကိစ္စလို့မဖွင့်ဘူး။ပြဿနာဆိုတာဖြည့်ရှင်းရမှာတဲ့လေ။ဖြည့်ရှင်းရမှာကိုမဖြည့်ရှင်းမဲ့ခံစားနေကြလို့ပြဿနာကပိုကြီးတွာလာနေကြပါပါ။ဆိုတော့ကအလုံးလုံးနေတဲ့သူတွေအတွက်ပြဿနာရှိနေတာမဆန်းဘူး။ပြဿနာရှိလာတဲ့အခါခံစားမှုနဲ့မရှင်းမဲ့ဉာဏ်နဲ့ဖြည့်ရှင်းတတ်ဖို့ပဲအရေးကြီးတယ်။ ခံစားချက်ကို ရှေ့တန်းတင်ရင်ပြဿနာကမပြေလည်ပဲအမားတွေကိုပိုပြီးဖြစ်စေတတ်တယ်။ခံစားချက်ကအမှန်တရားကိုမျက်ကွယ်ပြုတတ်တယ်။ခေါင်းအေးအေးထားအသိဉာဏ်အားနဲ့ပဲဖြစ်ရှင်းရမယ်။ဒါကြောင့်ပြဿနာဆိုတာကိုယ့်ရဲ့အရေးချင်းကိုမှတ်ကြောက်တင်ပေးတဲ့စမ်းသပ်မှုပဲဖြစ်တဲ့အတွက်ပြဿနာကိုမကြောက်ပါနဲ့။ပြဿနာကိုရင်ဆိုင်ပြီးခံစားချက်ကိုဘေးဖယ်အသိဉာဏ်နဲ့ဖြေရှင်းနိုင်အောင် ကြိုးစားဖို့ပဲ။ပြဿနာ ပြဿနာကတော့ရှိတာပေါ့ပြဿနာဖြေရှင်းတတ်ဖို့ပဲလိုတယ်ဘုရားကဒီကိုယ်ကိုဆုံးမခြင်းအပိုင်းကြီးစာစုတည်းကတကယ်တမ်းကျတော့ပွင့်လင်းပြောရင်နိဗ္ဗာန်ရောက်ကြောင်းတရားတော့မဟုတ်သေးဘူးသစ္စာတရားလည်းမဟုတ်ဘူးနိဗ္ဗာန်ကိုတိုက်ရိုက်မျက်မှောက်ပြုဖို့တိုက်ရဒီတရားတော်များကအထောက်ဟိုကတိုက်ရိုက်မျက်မှောက်မပြုစေနိုင်ပါဘူးပွင့်လင်းပြောဒါပေမဲ့ဘုရားရည်ရွယ်ချက်ကလူငယ်လေးတွေတာမန်လူတွေစိတ်ထားလေးတွေ ပစ္စဘဝဘဝမှာစိတ်ထားလေးတွေပြင်းပြီးတော့တန်ត្រာမှာအကောင်းကျိုးလေးတွေရရှိဖို့အတွက်ဘုရားရှင်အစွန်မတွေကိုလက်တွေ့ဘဝထဲမှာတရားလေးတွေနဲ့အငိမ့်တက်လေးတွေရဖို့ဆိုပြီးတော့ဒါလည်းသူတို့ကို ဆုံးမတာတဲ့ဘုရားကိုယ့်အကသာကိုပြန်စင်ခြင်းမြတ်ကိုယ့်ကိုပြန်ဆုံးမတာကိုယ့်မှာပြဿနာတည်ရင်အဲ့လိုပဲသူများကိုမကြည့်ပဲနဲ့ကိုယ့်အကသာကိုပဲကိုယ့်ပြဿနာကိုဘယ်လိုဖြေရှင်းပြေလည်မလဲဆိုတဲ့အဲ့ဒီအတွင်းနဲ့ဒီစာစုတွေရေးပြတာပဲ ဒီနေ့ဗိုင်း20မှာအဓိကထားပြောရမှာပြဿနာကိစ္စပြဿနာတက်တယ်ပြဿနာဆိုနေရာတိုင်းရှိတာပြဿနာဆိုနေရာတိုင်းရှိတာအဲ့ဒီပြဿနာအလုံးလုံးတဲ့လူမှာပိုပြီးပြဿနာရှိတယ်အလုံးမလုံးတဲ့လူမှာတော့ပြဿနာတော့မရှိဘူးဒါအလုံးမလုံးတဲ့လူမှာဖြည့်ရှင်းစရာပြဿနာဖြစ်ဘာမှမလုပ်တာဘာမှမလုပ်တော့ဘာမှမဖြစ်ဘူးဘာမှမဖြစ်တော့ဘာပြဿနာမှလည်းမရှိဘူး ဒါတော့မှအလုံးမလုံးတဲ့သူမလုံးလို့ဆိုပြီးတော့ဒါပဝင်းကြီးကဟိုပြဿနာရှာတာရှိတာနော်အလုံးလုံးတဲ့လူကိုလည်းပဲအလုံးလုံးလို့ဆိုရင်ပြဿနာရှာတယ်ပဝင်းကြီးကအလုံးမလုံးတဲ့သူကိုလည်းပဲအလုံးမလုံးလို့ဆိုရင်လည်းပြဿနာရှာတယ်ဘာမလုံးပဲအိတ်နေတဲ့သူကိုလည်းဘာမလုံးပဲအိတ်နေလို့ဆိုရင်ပြဿနာရှာတယ်လောကမှာပြဿနာရှိရပြဿနာတွေရှိနေမှာပြဿနာဖြစ်လာရင်အဲ့ဒါဘလို့ဖြေရှင်းမလဲဒါပဲ လူတော်များများပြဿနာဖြစ်ပြီဆိုရင်သူကဖြည့်ရှင်းမှုနိလန်းကိုရှာဖွေတာတဲ့ပြဿနာကိုခံစားရတဲ့သူကများဟာငါပြဿနာကြမှာဒီပြဿနာကြီးလားဖြည့်ရကောင်းလားပြဿနာကို feeling ဖြစ်သွားတာခံစားတာပြဿနာကဖြည့်ရှင်းရမယ့်ကိစ္စကိုမဖြည့်ရှင်းဘဲခံစားလိုက်တဲ့အတွင်းပြဿနာကပိုကြီးသွားတာကိုယ့်ကိုပြန်ပြီးတော့ပြဿနာပြန်တက်တာပြဿနာဆိုတာခံစားရမှာမဟုတ်ပြဿနာဆိုတာဖြည့်ရှင်းရတာ ဆိုပြဿနာဖြစ်လာရင်အကြီးပဲဖြစ်အသေးပဲဖြစ်ဖြစ်သူကအလုံနည်းနည်းလုပ်ရင်ပြဿနာနည်းနည်းရှိတယ်။အလုံများများလုပ်ရင်ပြဿနာများများရှိတယ်။အလုံအကြီးလုပ်ရင်ပြဿနာအကြီးရှိတယ်။အလုံတွေဘောင်းစလုံးရင်ပြဿနာဘောင်းစုံရှိတယ်။နော်ဒါပဲလူလောကမှာအလုံတွေဘောင်းစုံလုပ်လေပြဿနာများများရှိလိမ့်မယ်။ဆိုတော့အဲ့တော့ပြဿနာရှိတာမဆန်းဘူး။ပြဿနာဖြစ်တာမကြောက်ဘူး။ပြဿနာဟာကိုယ့်ရဲ့စွမ်းအားကိုမှတ်ကြောက်တင်ပေးတာ။ပြဿနာကို ဖြစ်လာရင်ဘလောက်ဖြည့်ရှင်းနိုင်မလဲဘလို့ဖြည့်ရှင်းနိုင်မလဲအဲ့ဒါကကိုယ့်ရဲ့မှတ်ချက်မြတ်စွာဘုရားရှင်ကိုရမေကြီးကလည်းပြဿနာကိုသူကရှောင်မသွားခိုင်းရှည်ရှင်းရမယ့်ပြဿနာဖြည့်ရှင်းရအမှန်တရားပြောရမယ့်ပြဿနာအမှန်တရားပြောရမယ်ဖြည့်ရှင်းပို့ဆိုးသွားမယ့်ပြဿနာဆိုဖြည့်ရှင်းမဲ့နေရတခါတခါကျတော့ပြဿနာကိုဖြည့်ရှင်းတဲ့အခါမှာစကားလည်းထုတ်ပြီးပြောခြင်းနဲ့ပြောမှန်တဲ့စကားပင်ဖြစ်လင်ကစားသူက ကိုမှန်လို့ပြောပေမဲ့တစ်ဖက်ကနားခံနိုင်တဲ့ပုံပေါ်ရဲ့အချိန်ကိုကြည့်ရတယ်ပြဿနာဖြေရှင်းတဲ့အခါမှာမှန်တယ်ဆိုပြီးချက်ချင်းသွားဖြေရှင်းလို့မရဘူးတဲ့အချိန်တစ်ခုဆောင်ရတယ်ဖြေရှင်းခြင်းတမ်းမှဖြေရှင်းမှပြဿနာပြေလည်တယ်မှန်တယ်ဆိုပြီးဖြေရှင်းခြင်းမတိုင်မဲဖြေရှင်းလိုက်ပြဿနာကိုကြည့်သွားတယ်တခါတည်းချိုးကိစ္စတွေမဖြေရှင်းမဲ့နေရတဲ့သူကတော့ပြေသွားတာလည်းအများကြီးရှိတယ် လောကမှာအခါကျရင်တဘုတ်လေလွင် ပြောတဲ့ပြဿနာတွေပိုဆိုးတယ်။အဲဒီပြဿနာတွေကတဘုတ်လေလွင်ပြောတိုင်းသာလိုက်ဖြေရှင်းရမယ်ဆိုပြီးမှမဟုတ်တော့အဲလိုမျိုးပြဿနာအဖြေရှင်းမဲ့နေတာသူကပိတ်သွားပြီးသွားပြီးသွားတာ။ဩတာမန်လူတွေမပြောနဲ့ဘုန်းကြီးတွေများစွာဘုရားရှင်ကိုရောမြတ်ကြီးတော်မှာပြဿနာတွေရှိတာပဲပြဿနာတွေဖြေရှင်းရတာပဲ။ဘုရားရှင်ကိုရောမြတ်ကြီးပြဿနာကသူ့ဘုရားလက်ထက်ကမာဂန်ဒီဆိုတဲ့တက္ကမမိဖုရားပဲ။ ဥတ္တနာမင်းရဲ့မိဖုရားကမိဖုရားတအုပ်မာဂန္ဒီကဖုရားကိုအညှို့ထားတာဒါဘုန်းကြီးဟိုပထမပိုင်းညီမပြောဘူးလားပြောဖို့ပြီးသားသူကမာဂန္ဒီကဖုရားကိုအညှို့ထားတာအညှို့ထားခြင်းရဲ့အကြောင်းကလည်းပဲမာဂန္ဒီကရုပ်လှတယ်ရုပ်ချောတယ်သူအဖေကလည်းမာဂန်ဒီပဲသမီးကလည်းမာဂန်ဒီအဖေကလည်းမာဂန်သမီးကတိတ်ချောတဲ့အတွက်ကြောင့်အဖေကသူ့သမီးနဲ့တန်တဲ့သူလောကမှာမရှိဘူး မရှိဘူးဆိုငါသမီးကိုဘယ်သူမှမပေးစားနိုင်ဘူးအဲ့လိုမာနနဲ့နေတာဒီနေ့တော့အဖေကဖះကိုမြတ်စွာဘုရားရှင်ကိုတွေ့တော့ဟာဘုရားရှင်ဥပရိတံပတ္တိကသိပ်ပြည့်စုံတာသိပ်ပြည့်စုံတော့ဩငါသမီးနဲ့တင်လျော်တာဒီအမျိုးကောင်းသားယောက်ျားပဲရှိရဲဆိုဖះသမီးလည်းဆိုဖះရှိသွားပြီသမီးတော့အတားပြောမစဲသမီးရတော့ပေးစားတာဟောဖះကကိလေသာကုန်ထားတဲ့သူတော်ကောင်းကြီးဆိုတော့သူသမီးဘာလုပ်မှာတော့အဲ့ဒါနဲ့ဖះကိုသွားပြီးတော့ သမိသွားပြီးတဲ့အချိန်မှာမြတ်စွာဘုရားကပြန်မိတ်တယ်။ဘာကနေတဲ့တင့်သမီးဟိုဒီလောက်ပုတ်စော်နံနေတဲ့အပုတ်ကောင်ကြီးငါချစ်မနဲ့တော့ချစ်တော့နဲ့တော့မတွေ့ခြင်းဘူး။အဲ့လိုပြောလိုက်တာ။ဘုရားကအမှန်ပြောတာပဲအပုတ်ကောင်ကြီးရုပ်ဆောင်တာဒီခန္ဓာကိုချစ်မနဲ့တော့မတွေ့ခြင်းဘူး။အဲ့တော့ဟိုမှာအလှမှန်တက်နေတဲ့ဘာကနေကဟာငါ့ကိုဒီလိုပြောရအောင်လားတွေ့မယ်ဆိုအညှို့တေးထား။အညှို့တေးထားပြီးတော့နောက်တော့သူကန်တဲ့သူ ဘယင်နဲ့ညာวะဥဒိနာဘယင်နဲ့ညာတော့မြတ်စွာဘုရားကိုအဲ့လိုပြောတဲ့အညိုးနဲ့ညှိုးထားညှိုးထားတော့ဘုရားရှင်ဆုံးငံကြွားတဲ့အချိန်မှာသူကအဲ့ဒါလူဆိုးတွေပေါ့လူဆိုးတွေပတ်စံပေးပြီးတော့အရက်တိုက်ပြီးတော့ဘုရားနဲ့တန်ဃာတော်တွေဆဲခိုင်းမြတ်စွာဘုရားနဲ့တန်ဃာတော်ဆုံးငံကြွားရင်မကြတကြဆဲတယ်ဒဲဆဲတယ်ပေါ်တင်ဆဲတယ်ပြဒနာဖန်တီးတော့ပြဒနာဖန်တီးတော့ဘုရားရှင်ရဲ့မေတ္တာနဲ့ဘာမှပြန်မတုံ့ပြန် သောတောတပံအစင်သာရှိတဲ့ရှင်အာနန္ဒမထေရမကြည်နောက်အခါသာနဲ့ရှင်ဘုရားမြတ်စွာဘုရားဒီလောက်ဆဲနေတဲ့နေရာကြီးမှာတပည့်တော်မနေသင့်တော့ဘုရားတဲ့ဒီလောက်သူတော်ကောင်းမှမသိမာမမသိဘုရားတရားလက်ခံနိုင်စွမ်းအားမရှိတဲ့ဒီမြို့ဒီဘုရင်ရဲ့နေရာဒီနေရာဒေသမှာတပည့်တော်မနေသင့်ဘုရားတခြားနေရာပြောင်းမယ်ဘုရားဒီပဒနာကြီးနဲ့တပည့်တော်မရင်မဆိုင်နိုင်ဘူးဘုရားမြတ်စွာဘုရားရှင်အာနန္ဒမထေပြန်မိတ်နေအာနန္ဒာ တခြားနေရာကိုသွားရဲဆိုတာကဘာဖြစ်လို့သွားချင်ရတာအာဒီမှာပြဿနာများတယ်ဗျာဆဲနေတာနဲ့တပည့်တော်တို့အဲ့ဆဲတာနဲ့မခံနိုင်အောင်ကြားရတယ်အကုသို့များတယ်ဗျာဆဲလို့တပည့်တော်တို့တခြားတနေရာပြောင်းနေတာဗျာကောင်းပြီအနန္ဒာဒီနေရာမှာဆဲလို့တခြားနေရာရောက်သွားရင်တခြားနေရာမှာဆဲတဲ့သူတွေမရှိနိုင်ဘူးလားအာရှိတော့ရှိနိုင်တာပေါ့အဲ့အဲ့နေရာမှာဆဲတဲ့နဲ့တွေ့ရင်မရှိရင်ဘယ်လိုလုပ်မလဲဟာအဲ့ဆိုတခြားနေရာကိုပြောင်းတာပေါ့ဗျာ အဲ့ဒီတခြားနေရာမှာလဲသင်ကိုဆဲမဲ့လူတွေထပ်ပေါ်လာမယ်ဆိုရင်ရှိနိုင်တာပဲရှိရင်အဲ့နေရာမှာလဲဆဲပြီးပြဿနာရှာလို့တွေ့ရင်ဘယ်လိုလုပ်မလဲဟာအဲ့ဒါဆိုတခြားနေရာပြောင်းမယ်ဖေ။အဲ့ဒီတခြားနေရာမှာဆဲတဲ့လူထပ်တွေ့ဘယ်လိုလုပ်မလဲတခြားနေရာပြောင်းမယ်ဇာရှင်အာနန္ဒာတခြားနေရာပြောင်းဖို့ရောက်ပြောတယ်။အဲ့ဒါလည်းမြတ်စွာဘုရားအာနန္ဒာတဲ့ဆဲတဲ့သူတွေရှိလို့ဒီပြဿနာမဖြေရှင်းခြင်းလို့တခြားနေရာပြောင်းမယ်ဆိုရင်မင်းပြဿနာပြီးမှမို့တော့နေရာတိုင်းမှာဆဲတဲ့သူဆိုတာရှိတယ်တဲ့။ ညတိလောကေအနိန္ဒီတောလောကေဟောရီလောကကြီးမှာအနိန္ဒီတောအစေမခံရတဲ့နေရာအကဲ့ရဲ့မခံရတဲ့နေရာဆိုတော့ညတိတနေရာမှာမရှိဘူး။အရာမင်းလောကမှာတဲ့အကဲ့ရဲ့လွတ်တဲ့နေရာအစေမခံရတဲ့နေရာပြဿနာမရှိတဲ့နေရာဒီနေရာမှာမရှိဘူးတဲ့။ဆဲလို့သာတခြားနေရာမှာလိုက်ပြောင်းနေမှာသွားเสียအောင်ရှိမှာမဟုတ်တော့ပြဿနာဒီနေရာမှာရှိရင်ဒီနေရာမှာ ဖြေရှင်းလာတယ်။ ဒီနေရာမှာဖြည့်ရှင်းရမယ့်ပြဿနာဒီနေရာမှာပြက်ဖြတ်လိုက်ဘုရားကမိတ်အဲ့တော့မာဂန္ဒီရဲ့ပြဿနာကိုဘုရားကတနေရာထဲမှာပြီးဖြည့်ရှင်းလိုက်ပြဿနာငြိမ့်သွားပြောချင်တဲ့ဒုတိယပြဿနာကိုသိပြီးတော့ဟိုဘုဒ္ဓဆင်တဘာဝပြဿနာတွေဖြစ်လာလို့ရှင်သိကြောက်တယ်ပြဿနာကိုလည်းရင်မဆိုင်နိုင်ဘူးပြဿနာဖြစ်လာရင်လည်းဖြည့်ရှင်းဖို့တည်းပြဿနာကိုခံစားဖို့ကြိုးစားရတယ် ဆိုတော့အဲ့ဒါအမှားပဲဖះပေးတဲ့နေရတော့ပြဿနာရှောင်လို့မရဘူးပြဿနာဆိုတော့အလုံးလုံးတဲ့လူတွေအတွက်ပြဿနာဆိုတာကရှိနေမှာပဲပြဿနာရှိတာ ပြဿနာမဟုတ်ဘူးတဲ့ပြဿနာကိုမဖြေရှင်းနိုင်မှသာလဲပြဿနာဩဘုန်းကြီးတို့ကဒါဖះရှင်ရဲ့နီးစနစ်ကိုကျင့်သုံးရလောကမှာဘာမှမလုပ်တဲ့သူတွေတော့မှမဝင်ကြရပြောကြသေးတာပဲကိုယ်တွေအလုံးလုံးနေတဲ့သူတွေအတွက်ပြဿနာရှိတယ်ဆိုရင်စမ်းပါ ဲ့တော့ပြဿနာပေါ်လာရင်ဒီပြဿနာကိုဘလို့ဉာဏ်နဲ့ဖြေရှင်းမလဲပြဿနာဖြေရှင်းဖို့ကဉာဏ်တော့လိုတယ်အတွေ့အကြုံရှိဖို့လိုတယ်ဆိုတော့အဲ့ဒီဉာဏ်နဲ့အတွေ့အကြုံရှိုံနဲ့မဟုတ်တယ်ပြဿနာကိုဖြေရှင်းတဲ့လူကတည်ငြိမ်ဖို့လည်းလိုဒီမှာတုံ့နှုတ်တဲ့စိတ်ကပြဿနာကိုပို့ပြီးတော့နှိုးဆော့စကားလုံးနေကြောင်တုံလောက်ထားရဲ့ပြဿနာကိုဖန်တီးတဲ့သူတွေကြောင်တုံလောက်ထားရဲ့ပြဿနာကိုခွာတဲ့သူတွေကြောင်တုံလောက်ထားတယ် အဲ့ဒီတုံလုံးမှုကပြဿနာကိုပိုပြီးဖြစ်ပေါ်တယ်။ညောင်ဘုန်းကြီးနိုင်ငံမှာအခုပြဿနာတွေတက်တယ်ဆိုရင်အဲ့ဟိုင်လေးပါတယ်။အဲဘာလေးပဲဖြစ်ပြဿနာတစ်ခါကျရင်ဘာမှမဟုတ်တဲ့အကြောင်းအရာလေးနဲ့ပြဿနာတက်ကြတယ်။အဓိကကတော့တချို့ကိစ္စတွေမှာနားလည်မှုလွဲသွားတာ miss understood နားလည်မှုလွဲလို့ဖြစ်တဲ့ပြဿနာကို ထိတ်တက်ရင်ဆိုင်မဖြည့်ရှင်းမဲနဲ့အဲ့ဒီနားလည်မှုလေးကိုပဲအဲ့အဲ့ဒါတွေယင်ထဲမှာတိမ့်တိမ့်ထားပြီးတော့မဖြည့်ရှင်းမဲနဲ့နားလည်မှုလွဲတွေကပို့ပို့ကြီး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 သွားတဲ့အခါကျနောက်ဆုံးအဆိုင်ခဲဖြစ်ပြဿနာကြီးကျယ်တက်တော့လာမောင်နှမချင်းချင်းလည်းအဲ့ဒါပဲနားလည်မှုမရှိကြဘူးတန်တရားဆိုတာပြဿနာကိုဖန်တီးခြင်းအစပဲတန်တရားရှိရင်အဲ့ဒီတန်တရားကိုယင်ထဲမှာကြာကြာမထားရဘူးတန်တရားရှိရင်ဟာမကြဘူးတန်တရားကိုထိတ်တက်ရင်ဆိုင်ဖြည့်ရှင်းနိုင်တဲ့စွမ်းအားရှိရတယ် အဲ့တရားကိုတက်တဲ့တရား openly mind နဲ့ open mind နဲ့ကိုယ်လေးလေးမေးရမယ်ကိုယ်လေးလေးဖြေရမယ်မေးတဲ့သူကလည်းပဲမေးတတ်ဖို့လိုသလိုဖြေတဲ့သူကလည်းပဲမေးတဲ့အပေါ်မှာလက်ခံနိုင်တဲ့စွမ်းအားရှိချို့ကမေးတာကိုမကြိုက်ဘူးချို့လူမျိုးတွေကမေးတာကိုမကြိုက်ဘူးပြဿနာဖြစ်တာကိုမကြိုက်ဘူးဆိုတော့မကြိုက်တဲ့လူတွေရှားမှနေရတဲ့လူတွေအတွက် ပြဿနာကိုဖြေရှင်းဖို့တော့တော်တော်ခက်မယ်တော်တော်ကိုကငင်းငင်းသာသာနဲ့အချိန်တစ်ခုကို စောင့်ပြီးတော့ဖြည့်ရှင်းနိုင်မယ်ဆိုရင်ပြဿနာကပြေလည်သွားစရာအကြောင်းရင်းအများကြီးရှိပါတယ်။ဉာဏ်အနေမှုကပြဿနာကိုပို့ပြီးတော့ကြီးထွားစေတယ်။ဉာဏ်မရှိတာလေ။အဲတော့အသိဉာဏ်ရဲ့အားနဲ့ပညာရေးတွေမှာဘုန်းကြီးတို့နိုင်ငံမှာအခုပညာရေးစနစ်ကအရန်ကိုအားနဲ့သွားတဲ့အခါကျတော့ပြဿနာလုတ်ပြီးတော့ဖွားတဲ့သူတွေကရှိတယ်။အဲ့ဒီပြဿနာကိုဖွားတဲ့အပေါ်မှာဉာဏ်နဲ့မဖြေရှင်းမလိုက်ခံစားပြီးတော့အဲ့ဒီပြဿနာနောက်ကိုပါသွားတဲ့လူတွေရှိတယ်။ဒါကြောင့်မို့ ဘာတခါက social network internet တွေမှာသုံးရတာလဲဟိုအဲကောင်းကျိုးတဲ့မသုံးတဲ့ဆိုးကျိုးอ่ะများတာများတယ်ဘုရင်တို့ကြတော့ကုသိုလ်ရအောင် အတူကျိုးရှိအောင် သုံးတာများပါတယ်ဘုရင်တို့က social network လူမှုရေးတွေနဲ့လောက လောကခရီးစည်းကြောင်းရလောကနဲ့အဆက်ပြတ်မသွားအောင်ဘုရင်တို့ကသုံးညသုံးပြပါတယ်အင်တာနက်တွေအဲမဲ့ဘုရင်တို့သုံးတာကဒီလိုခံယူပြီးသုံးတာ နေနနဲ့ဆိုတာအလကားရတာမဟုတ်ဘူးဘလူးမလာလူထားမဟုတ်ဆိုတော့ပတ်စံလဲကုန်တယ်အချိန်လဲကုန်တယ်ဆိုတော့ကိုပတ်စံလဲကုန်ခံကိုအချိန်လဲကုန်ခံပြီးတော့တံမိုးတစ်ခုရမှဒီအင်တာနက်အသုံးပြုတာတံမိုးရှိတာအခုတော့တချို့ကကိုပတ်စံလဲကုန်ခံတယ်ကိုအချိန်လဲကုန်ခံပြီးတော့သူများစာရေးလိုက်ဖတ်ပြီးတော့အဲကုန်မမှာလိုက်ဆဲနေတာလည်းအများကြီးနော်တစ်ခါခါကြတော့ဟောမှန်လားမှားလားကိုယ်ကမစင်စားပဲနဲ့ ဒါဖွားတဲ့ပြဿနာလားပြဿနာကိုဖန်တီးပြီးတော့လှုပ်ချမ်းပြီးရေးထားလားမစင်စားဘူးစားလေးဖတ်ပြီးတော့ကိုကြိုက်တဲ့လူစဉ် good day ပဲရှောက်လို့အေးကောင်းတယ်ကိုမကြိုက်တဲ့သူစဉ်မှန်လားမှားလားမစားပဲနဲ့အကုန်လုံးအဲ့ဒီပြဿနာတော့ကိုပါပါသွားပြီးတော့အာအကုန်လုံးအောက်မှာဆဲဆူထားတာတွေကဖားရတယ်လို့အကုသို့များလုံးလို့ဒါကဘာလဲဆိုတော့ဗမာပြည်မှာ an educated ပညာတတ်တွေအားနေသွားခြင်းကပြဿနာကိုဖန်တီးဖို့ very easy ပဲအလွန်လွယ်သွားတော့ ဉာဏ်နှဲမှုကဉာဏ်နှဲမှုကအတိဉာဏ်အားနဲ့ပြီးတော့ပြဿနာကိုပို့ပြီးတော့လှုပ်ရတာလွယ်သွားတော့တာ။ညောဉာဏ်နေရှိရမယ်အတိဉာဏ်နေတိုးတက်အောင်လှုပ်ရမယ်ဆိုတာပညာရေးစနစ်ကြီးတစ်ခုလုံးကိုပြုရင်ပြောင်းလဲပေးဖို့လိုတာပဲ။ဉာဏ်မရှိတဲ့သူကပြဿနာကိုပြဿနာမှမသိတော့သူများပြဿနာမှာကိုယ်ကဝင်ပါပြီးတော့သူများခံစားတဲ့အပေါ်မှာကိုယ်ပါလိုက်ခံစား။တကယ်တမ်းတေချာတွေးကြည့်တော့ဘုရင်တို့ဘုရင့်စင်တော်တော်များများတတ္တဝါတွေတော်တော်များများက ခံစားချက်ကိုတိတ်ပြီးတော့ဦးစားပေးသွားတယ်။အလွယ်တကူခံစားတဲ့စိတ်ဟာအလွယ်တကူပဲပြဿနာကိုဖြစ်ပေါ်စေတာ။ဟိုးလူတွေမှာခံစားလွယ်တာခံစားလွယ်တဲ့လူကတည်ငြိမ်မှုလည်းမရှိဘူး။ emotion ပေါ့ဒီ emotion ရဲ့ခံစားချက်ကိုမထိန်းချုပ်နိုင်သမျှတော့တတ္တဝါတွေမှာအဲ့ဒီခံစားချက်ကြောင့်ဒုက္ခတွေဖြစ်တာ။ထိလွယ်ရှလွယ်တဲ့ကိစ္စတွေတွေမှာကိုယ်ကညံမပါတော့အဲ့ဒီခံစားမှုကပိုလွယ်ပြီးတော့အိမ်နောက်ကိုပါသွားပြဿနာကြီးထွားတာ။ ပြီးသွားဆိုတော့ဉာဏ်နဲ့အသိဉာဏ်နဲ့များများရှိအောင်ဘုန်းကြီးတို့ကစနစ်တစ်ခုကိုကောင်းကောင်းချပြီးတယ်ပညာရေးစနစ်တစ်ခုကိုကောင်းအောင်လုပ်ဖို့လိုတာပဲကိုယ်နဲ့ပတ်သက်တဲ့ကိုသားသမီးတို့လည်းပညာရေးအမွေကောင်းကောင်းပေးရမယ်အဓိကတော့စာများများဖတ်စာမဖတ်ကြဘူးလူတွေမှာစာမဖတ်တဲ့အပြင်စာမဖတ်တော့စာမဖတ်တဲ့အပြင်မကောင်းတဲ့အရာတွေမှာလိုက်ပြီးတော့ဟိုခံစားလိုက်ပြီးတော့မှတ်နေတဲ့အကျင့်တွေက အတိညာလည်းအာနဲ့ဘုသူရလည်းမရှိတော့သူများပြောရင်လည်းပြောတဲ့အတိုင်းအတုလားအစစ်လားမသိတော့စာမဖတ်တဲ့သူကအကန်းနဲ့တူတယ်မြန်မာနိုင်ငံမှာအခုစာဖတ်တဲ့လူကအတော်နေသွားစာအုပ်တွေဘာမှလည်းဟိုစာအုပ်ကိုခိုင်းပြီးဖတ်အောင်မှလည်းမသိဘူးချို့စာဖတ်တဲ့လူကလည်းပဲအင်တာနက် network တွေမှာစာလေးရေးတာတွေကိုချို့လိုက်ဖတ်ဒါရမှတချို့ social တွေမှာ network တွေမှာ facebook တွေမှာဆိုရင်စာရှင်းအောင်မဖတ်တော့ဘူးလူတွေ စာရှည်တာမဖတ်တော့ဘုန်းကြီးတို့ကအတိညာဉ်နဲ့မျှဝေရင်စာရှည်လို့ရှိရင်ကြော်ကြော်သွားတော့စာလေးကိုတူတူနဲ့လိုရင်းလေးကိုရေးတာအခုကိုယ်ကိုဆုံးမခြင်းအဲ့တူတူ short to the point နေမယ်ဒီလိုပဲလို့ပေါ့ဟောစာဖတ်ရပြင်းသွားဘုန်းကြီးတို့ဥရောပနိုင်ငံတွေရောက်တယ်နိုင်ငံညာအတိုင်းပြည်ရောက်တယ်ကိုရီးယားနိုင်ငံမှာလည်းအကြောင်းတက်ခဲ့တာကိုရီးယားနိုင်ငံဘုန်းကြီးတို့တက်တဲ့တက်ကတူမှာ library အကြီးပဲအဲ့ library မှာသူတက်ငါစာကြည့်တိုက်ကတ်တွေလုပ်ပေးတာစာကြည့်တိုက်ထဲကမထွက်ကြဘူးဘုန်းကြီးတို့ဆိုရင်လည်း ဖီးအားတွေအများတယ်။ဆရာကနီးပဲပေးလိုက်တာ။ဒီနီးပေးပြီးလို့ရှင်နောက်နေ့ကျရင်အင်စာပေးလိုက်တာ homework ။ဘယ်စာအုပ်ဘယ်စာအုပ်ဘယ်စာဖတ်ခဲ့ဆိုရင်နောက်တစ်ပတ်တည်းစာအုပ်သုံးပုံလောက်ပေးလိုက်စာအုပ်နံပါတ်ရေးပြီအဲ့ဒါစာကြည့်တဲ့သွားပြီအဲ့စာအုပ်တွေမပြီးပြအောင်လိုက်ဖတ်ဟောသူတို့ရဲ့ education ပညာရေးစနစ်ဆိုတာနည်းစနစ်ကိုပေးတယ်အကျောင်းသားတွေကိုလက်တွေ့ apply လုပ်ပြီးတော့လက်တွေ့ဆွေးနွေးခိုင်းတယ်လက်တွေ့လေ့ကျင့်ခိုင်းတယ်လက်တွေ့ပြောခိုင်းတယ်အဲ့ဒါတွေကအမှတ်ပဲ ဆိုတော့မြန်မာပြည်မှာရပညာရေးစနစ်ကဆရာကပင်မနဲ့ကျောင်းသားကမတက်ဆရာကြီးကသင်လိုက်ရတာပင်မအားပေါက်အကုန်ရှာပွဲပြီးမှွေနောက်ပြီးတော့ချပြီးတော့ရေးပေးကျောင်းသားနောက်ကမှတ်စုလိုက်မှတ်ပြီးတော့ဣတိမလဲဖြေပေါင်းသွားချက်ပြီးတော့ဖြေတဲ့ပညာရေးစနစ်ကချက်ပြီးတော့စောင်းဝဲပြီးတာနဲ့ခုနှစ်အတွင်းမေ့တော့ဘာမှမကျန်ဘူးဆိုတော့ဟိုနိုင်ငံကြီးရဲ့ပညာရေးစနစ်ကအကုန်လုံးတွေးတဲ့ခေါ်တဲ့ critical thinking ဝိပဿနာဝါဒသဘောမျိုး c r e d i t လောက်ပြီးတော့တွေးနိုင်တဲ့ကိုယ်ကိုယ်တိုင်ဉာဏ်နဲ့ဆင်ခြင်ပြီးတွေးတော့နိုင်တဲ့အဆင့်တွေရောက်သွားပညာရေးစနစ်ကိုတင်ပေးလိုက်တဲ့အခါကျတော့အဲ့ဒီနိုင်ငံကလေးတွေရဲ့ပြဿနာဖြစ်ရင်လည်းပဲပြဿနာကောင်းကောင်းဖြေရှင်းတတ်ပါအဓိကတော့စာဖတ်အားများများရှိအောင်ပံ့ပိုးပေးလိုက်တာအဲ့တော့ဘုန်းကြီးနိုင်ငံမှာစာပေမဖတ်တော့အသိဉာဏ်နဲ့မရှိအသိဉာဏ်နဲ့မရှိတော့ပြဿနာပေါ်လာရင်လည်းပြဿနာကိုပြဿနာမှမတိပြဿနာကိုဘယ်လိုဖြေရှင်းရမှမသိဆိုပြီးတော့အတုတွေချားမှာ အခုလူတွေပြဿနာတက်တယ်ဆိုတာအမှန်မဟုတ်ဘဲနဲ့မမှန်နေကိုအမှန်ထင်ပြီးတော့လိုက်ပြီးတော့ပြဿနာတွေတက်အရင်နေဖြစ်ကြတခါတခါကျတော့အင်တာနက်ပေါ်မှာပေါ်လာ screen ပေါ်မှာပေါ်လာတဲ့စကလုံးတွေကိုအဟုတ်ထင်ပြီးတော့ခံစားပြီးတော့ပြဿနာမဟုတ်တာကိုပြဿနာလုပ်ပြီးခံစားတဲ့လူတွေကအများကြီးပေချာတွေးကြည့်ရင် screen ပေါ်မှာပါတဲ့ပေါ်နေတဲ့စကလုံးတွေသည် screen မီးပိတ်သွားရင်မရှိတော့ဘူးအင်တာနက်မရရင်မရှိတော့ဘူးဖုန်းတောင်းသွားရင်မရှိတော့ဘူး ဆိုဒီပုံမှာပေါ်လာတဲ့ဟောဟာရပြညတ်တွေအပေါ်မှာအဟုတ်ထင်ပြီးတော့ကိုကအဲ့ဒါတွေကိုယ့်အိမ်နဲ့ရောက်အောင်ယူပြီးတော့ခံစားလိုက်တဲ့ပြဿနာကကိုကကြံခဲ့ပြီးကိုကအဲ့ဒီစကားလုံးနဲ့ရင်ထဲမှာခံစားလို့မပြီးတော့ဒါကကကြရင်အင်တာနက်ဟိုကီးဘုတ်လေးတစ်ချက်ကောက်နေပြီးတော့အင်တာနက်ဆာမျက်နှာပေါ်တင်လိုက်တဲ့စကားလုံးတွေကဒီဟာကိုဖတ်ပြီးတဲ့လူတွေအပေါ်မှာ အပြင်ပေါ်မှာရှိနေတဲ့အတုစာသားကိုယင်တဲ့အထိရောက်အောင်ယူပြီးတော့အဲ့ဒါတွေကိုခံစားပြီးတော့မကောင်းတဲ့အမနာပါပြောတဲ့ဇာတ်ကားတွေရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့စွမ်းအားမရှိတဲ့သူတွေမှာအဲ့ဒါတွေကိုခံစားပြီးတချို့ကိုယ့်ကိုတတ်တည်တာတော့ရှိတယ်မြန်မာပြည်မှာအမှုပညာသမားဆိုပိုရှိတယ်နာမည်ရှိတဲ့သူတွေပိုရှိတယ်အပုတ်ချတဲ့အခါကျတရားမသိတဲ့သူကဒီအပုတ်ချတဲ့စကားလုံးကိုဟုတ်ထင်ပြီးတော့အဲ့ဒါလိုက်ခံစားပြီးပြဿနာအကြီးလှုပ်ပြီးတော့နောက်ဆုံးဒီတန်းကိုမခံနိုင်တော့သေး ကိုကိုမထူပါဘူးဆိုပြီးတော့တက်တည်သွားလို့ရှိတယ်ခွင်းတို့ကိုရီးယားမှာလည်းအဲ့ဒါခဏလေးအမှုပညာသမားရဲ့ပိုးကြုံကကိုရီးယားမှာနေတော့တခါအမှုပညာနာမည်ကြီးအမှုပညာသမားတဲ့အဲ့လိုပဲသူ့ကိုအပုတ်ချတဲ့ပြဿနာဟာအင်တာနက်ပေါ်မှာတင်လိုက်တာအဲ့ဒီအွန်လိုင်းပေါ်မှာတင်လိုက်တယ်အင်တာနက်ပေါ်တင်လိုက်တယ်သူ့အကြောင်းမကောင်းတဲ့အကြောင်းဖတ်ပြီးတယ်အဲ့ဒီအမှုပညာရှင်ကဟာ feeling တွေဖြစ်ခံစားမှုတွေတိုးပြီးတော့အဲ့ဒီပေါ်မှာ तू ကအဲ့ဒီတက်လာတဲ့ပြဿနာကို तू က တချို့ကိစ္စတွေမဖြေရှင်းရင်သူအောင်ငြင်းရမယ်ကိစ္စကိုအဲ့ဒီအနုပညာအဲမှာကသူ့အကြောင်းရေးတာတွေကိုအင်တာနက်မှာပြန်ပြီးဖြေရှင်းလိုက်တာဖြေရှင်းလိုက်တော့ဒါတွေကအဲ့လိုတုံ့ပြန်မဲ့ဟာမဟုတ်ခွဲ့နဲ့အကြောင်းလည်းမညီဘူးအမှန်ကန်လည်းဟို ဖြေရှင်းရမယ်သဘောမဟုတ်ပဲနဲ့သူကဖွားတဲ့အပေါ်မှာသူကလက်ခံစားဖြေရှင်းတယ်နောက်ကနေပြီးအဲ့သူ့ဖြေရှင်းတဲ့အပေါ်မှာအမားတွေကစက်တက်စက်တက်ပြီးနောက်ကလူတွေအောက်ကကွန်မန်းနေပြီးနောက်ပြီးတော်တော်ကြီးကျယ်ဖြစ် ကြီးကျယ်ဖြစ်သွားတော့ဆိုရှယ်မီဒီယာရဲ့ပြန့်နှံ့မှုကအပြင်မီဒီယာအထိရောက်သွားပြီးတော့အဲ့ဒါအာရိုက်ကူးသမားတွေကသူ့ကိုကင်မရာနဲ့ချိန်တော့ဘယ်မှကိုသွားမလွတ်လပ်တော့ဖြစ်သွားသူပြက်တနာကအဲ့ဒါအသေးလေးကနေပြီးတော့မပြေရှင်းမဲ့နေပြီးရမယ်ပြက်တနာကိုစိုးရလွန်ငယ်ခံစားမှုလွန်ငယ်ပြီးတော့ဖြေရှင်းလိုက်တာကပိုပြီးပြက်တနာကိုကြီးထွားစေတဲ့အတွက်ကြောင့်အဲ့ဒါနောက်တော့သူ့ကိုမီဒီယာသမားတွေကအဲ့ဒါမျက်စိထောက်ထောက်ကြည့်ပြီးတော့ ဘယ်သွားသွားသူနဲ့ပတ်သက်တဲ့သတင်းတွေသိရင်သိနေနောက်မှသူကမလွတ်လပ်တော့မလွတ်လပ်တော့ဖြစ်ပြီးနောက်တော့သူကသေတန်းစာလေးတစ်ခုရေးသွားတယ်အသက်ရှင်နေပေမဲ့ဘာမှလွတ်လပ်ခွင့်မရှိတော့ဘူးဆိုပြီးတော့အဲ့ဒီအနုပညာတဲ့ကိုကိုဆူဆိုက်လုပ်ပြီးတက်သေးသွားတော့ဩဘာမဟုတ်တဲ့အတုတွေပေါ်မှာလိုက်ခံစားတဲ့ပြဿနာကကိုဘဝကိုနေကုန်းချုပ်သွားတဲ့အထိကြီးကျယ်သွားပါတော့လားဟောအဲ့တော့ပြဿနာကိုဖြေရှင်းနိုင်တဲ့စွမ်းအားရှိမှပြဿနာကို ြัตနာမဟုတ်တာကိုခံစားမိတဲ့စိတ်ဆန္ဒသည်ပြัตနာကိုပိုးပြီးကြီးထွားစေပြီးတော့ပြัตနာကိုကောင်းကောင်းမွန်မဖြေရှင်းလိုက်တဲ့အရာကြောင့်ဘဝမှာကိုယ့်ကိုတတ်တည်တဲ့အထိဖြစ်သွားတာဆိုတော့သူတို့တွေနီးတွေယူပြီးတော့ဘုရင်တို့တော်ကောင်းများကလည်းဘဝမှာအလုံးလုံးတဲ့သူအတွက်ပြัตနာဆိုတာရှိတယ်ဆိုတာယင်းထဲမှာလက်ခံထားပြီးတော့ပြัตနာကိုဖြစ်ပေါ်လာတဲ့အခါမှာပြัตနာကိုမကြောက်ပါနဲ့ ပြဿနာဖြစ်လာရင်အဲ့ဒီပြဿနာကိုခံစားဖို့လည်းမဟုတ်ဘူးပြဿနာရဲ့အကြောင်းတရားကိုရှာပြဿနာတစ်ခုရဲ့အကြောင်းတရားကိုရှာပြီးလို့ရှင်အဲ့ဒီအကြောင်းတရားပေါ်မှာအကျိုးတရားကဘယ်လိုရှိမလဲဆင်ခြင်ပြီးတော့အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောပေါ်မှာ ကိုယ့်ရဲ့ဉာဏ်လေးနဲ့ရှင်ကျင်ပြီးတော့ပြဿနာကိုဖြေရှင်းနိုင်အောင်ကြိုးစားရတယ်။တခါတခါပြဿနာဖြေရှင်းတဲ့အပိုင်းမှာမှန်တိုင်းလဲပြဿနာပြေလည်တာမဟုတ်ဘူး။မှန်တိုင်းလဲပဲပြီးသွားတာမဟုတ်ပဲအတွက်ကြောင့်ဖြေရှင်းတဲ့နေရာမှာဉာဏ်လေးနဲ့ရှင်နေဆိုတာက ပြဿနာဖြေရှင်းတဲ့နေရာမှာမှန်တိုင်းလဲချက်ချင်းဖြေရှင်းလို့မရဘူး။အချိန်တစ်ခုကိုစောင့်ပြီးတော့ဖြေရှင်းရတယ်။ ြောသင့်တဲ့အချိန်မှာပြောရတယ်ပြောသင့်တဲ့ဖြည့်ရှင်းသင့်တဲ့အချိန်မှာဖြည့်ရှင်းရပြောခြင်းမတန်သေးဘဲနဲ့ပြောလိုက်တယ်ပြဿနာပိုကြီးတွားတတ်တယ်လို့ဖြည့်ရှင်းခြင်းမတန်သေးဘဲနဲ့ဖြည့်ရှင်းလိုက်ခုနကကိုရီးယားဒကမတယောက် ဖြည့်ရှင်းစရာမလိုဘဲနဲ့ social network က social media ကဖွာလိုက်တဲ့စကားလုံးကိုအောက်ကနေပြီးတော့တွားပြီးဖြည့်ရှင်းလိုက်တဲ့ပြဿနာကနောက်ကိုသူ့ကိုကြိုက်တဲ့လူရောမကြိုက်တဲ့လူရောဝိုင်းပြီးတော့အောက်ကပြောအဲ့ဒီပြောလိုက်တဲ့ message တွေ comment တွေကိုတစ်ခုချင်းတစ်ခုချင်း live ဖတ် live ဖတ်ပြီးတော့သူက like ခံစား like ခံစားညာဘက်တဲ့အိမ်မပြောနောက်တော့အာအသေးလေးပြဿနာကိုဖြေရှင်းရမဟုတ်ဘဲဖြေရှင်းစရာမဟုတ်ဘဲနဲ့ဖြေရှင်းခြင်းမဟုတ်ဘဲနဲ့ဖြေရှင်းလိုက်တဲ့ပြဿနာအကြီးကြီးဖြစ်ပြီးတော့နောက်ဆုံးသူ့ရဲ့လွတ်လပ်ခွင့်မှာ ပြောက်သွားတော့တခြားတခြားဩဒီမိုကရေစီနိုင်ငံဆိုတာလွတ်လပ်စွာတရင်ယူခွင့်ရတယ်လွတ်လပ်စွာပြောဆိုရေးသားခွင့်ရတယ်ဆိုတာတွေကသူ့ဘဝကိုတင်းကျပ်သွားလူကနာမည်ကြီးချင်းရဲ့နောက်ွယ်မှာခံစားမှုကဘာလဲဆိုတော့နာမည်ကြီးလေတွေအနေထိုင်ချင်းကျက်လေတွေနာမည်ကြီးလေတွေအသွားလာချင်းကျက်လေတွေနာမည်ကြီးလေတွေဒုက္ခကြီးလေတွေပဲညဘုန်းကြီးတို့စာပေမှာမဟာပုံညောမဟာဒုက္ခောဆိုတာရှိတယ် ်ဘုံကြီးတဲ့ဘုရားပို့ပြီးဒုက္ခကြီးတယ်ဆိုတာဒါအမှန်ပဲနော်ဘုန်းကြီးတို့အခုဘုံကြီးတယ်လို့မခေါ်ဘူးတော်တော်ဒုက္ခကတော့တော်တော်ကြီးနေပြီဆိုတော့ထိုးတဲ့ကြီးတဲ့ဆရာတော်ကြီးတွေဒါနာမည်ကြီးတဲ့ဘုံကြီးတဲ့ဘုံကံကြီးတဲ့ဆရာတော်ကြီးတွေကျတော့ကိုယ်ပိုင်ချိန်နေတော့မရှိတော့ဆိုတော့ဘုံကြီးရင်ဒုက္ခကြီးတယ်ဆိုဘုံကြီးလို့အသက်မရှိဘူးမဖြစ်အောင်ဘုံကြီးပြီးတော့အသက်ရှိအောင်ဉာဏ်လေးနဲ့ဆင်ကြရဆိုတော့အလုံးလုံးတဲ့သူတွေကနာမည်ကြီးလေလေပြဿနာကြီးလေလေ အလုံများများလို့လေလေပြဿနာများများရှိလေလေဖြစ်တဲ့အတွက်ကြောင့်အလုံးလို့လို့ပြဿနာရှိတဲ့အပေါ်မှာဘာမှကြောက်စရာမရှိဘူးပြဿနာကိုရှောင်တင်းစရာလည်းမလိုပြဿနာကိုခံစားစရာလည်းမလိုပြဿနာကိုရင်ဆိုင်ရင်ဆိုင်ပြီးလို့ရှိရင်ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဉာဏ်လေးနဲ့ဖြေရှင်းစဉ်းကျင်ပြီးတော့အချိန်တစ်ခုစောင့်ပြီးတော့ကိုပြဿနာကိုပြအောင်လုပ်ရပြဿနာကကိုကရှာတာလည်းမဟုတ်ဘဲနဲ့သူများကလာလို့ပြဿနာပေါ်တာလည်းရှိတတ်တယ် နော်ကိုကိုတိုင်ကလည်းပဲအလုံးမလုံးတတ်တဲ့အတွက်ကြောင့်ပြဿနာ ဖြစ်သွားတာလည်းရှိတတ်တယ်။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပြဿနာပေါ်လာလို့ရှိရင်အဲ့ဒီပြဿနာကိုမခံစားပါနဲ့။ပြဿနာဖြစ်ပေါ်လာရင်ပြဿနာကိုရင်ဆိုင်နိုင်အောင်ကြိုးစားပြီးဘလို့ဖြေရှင်းမလဲဆိုတဲ့အဖြေတစ်ခုကိုရှာရပါမယ်။ဖြေတစ်ခုရှာတဲ့အခါမှာဉာဏ်ရှိဖို့လိုပါတယ်။အချိန်တန်မှမှန်တိုင်းလဲအဖြေတစ်ခုကမှန်တိုင်းလဲပဲ အဲအကျိုးသက်ရောက်မှုကောင်းနေဖြစ်တာမဟုတ်မှန်ပေမဲ့အချင်းတစ်ခုကိုဆောင်ပြီးတော့မှပြောချင်တယ်မှပြောသင့်တဲ့ပြဿနာကပို့ပြီးတော့ဖြေရှင်းရလွယ်တဲ့အတွက်ကြောင့်တချို့ကိစ္စတွေမှာမှန်တိုင်းလည်းချက်ချင်းမဖြေရှင်းပါနဲ့ပြဿနာကိုရင်ဆိုင်ပြဿနာကိုစင်ကျင်ပြီးတော့ရှင်အချင်းတစ်ခုဆောင်ညံလင်းနဲ့ရှင်ပြီးတော့ပေါ်တဲ့ပြဿနာကိုအတိကျန်တဲ့ဖြေရှင်းနိုင်ရင်ပြဿနာဆိုတာကိုယ့်အတွက်ကအသေးဖွဲပါအဲမို့အဓိကပြောချင်တာက ပြဿနာ ဆိုတာအလုံးလုံးတဲ့လူတွေအတွက်ပြဿနာရှိတာမဆန်းဘူးနော်အလုံးမလုံးတဲ့သူတော်မှဘေးပတ်ဝန်းကျင်ကပြဿနာလို့သိတာပဲအလုံးလုံးနေတဲ့သူမှပြဿနာပေါ်တာမဆန်းဘူးအေးပေါ်တဲ့ပြဿနာကိုခံစားမှုမပါဘဲနဲ့လက်ခံပြီးတော့ဖြေရှင်းနိုင်ခြင်းတည်တာလည်းကိုယ့်ဘဝရဲ့အောင်မြင်မှုတိုးတက်မှုပဲဖြစ်တဲ့အတွက်ကြောင့်ဘဝမှာလူတိုင်းလူတိုင်းအသေးအနဲအသေးအကြီးအနဲအမြပြဿနာဆိုတာရှိတတ်တာဖြစ်တဲ့အတွက်ကြောင့် ဘလို့ပြဿနာမျိုးပဲလာပါသိရင်လည်းပဲသိတဲ့လျောက်အဲ့ဒီပြဿနာကိုရှောင်တိမ့်လိုက်ပါကြည်ရင်လည်းကြည်တဲ့လျောက်အဲ့ဒီပြဿနာကိုဆင်ကျင်ပြီးတော့ဉာဏ်နဲ့ဆင်ရှင်းဉာဏ်နဲ့သုံးသပ်ပြီးတော့ပြဿနာကိုအချင်းတစ်ခုစောင့်ပြီးတော့ဖြေရှင်းနိုင်အောင်ကြိုးစားပါပြဿနာကိုခံစားမှုတွေမလုပ်ပါနဲ့ပြဿနာကိုဖြေရှင်းနိုင်အောင်ကြိုးစားဒီကိစ္စဒီမှာပြီးမှဖြစ်မဲ့ပြဿနာဆိုရင်ဖြေရှင်းမှဖြစ်မဲ့ပြဿနာဆိုရင်ဒီမှာပဲတစ်ခါတည်းပြီးပြအောင်ဖြေရှင်းပြီးတော့ ိုဘဝမှာတန်တရာနဲ့ခြီးတဲ့ပြဿနာမျိုးမဖြစ်အောင်တန်တရာနဲ့ခြီးပြီးတော့ပေးဆက်ရတဲ့အမှုကိစ္စပြဿနာမျိုးမဖြစ်အောင်ပိစုတ်ပံတဲ့တဲ့မှာပဲကိုယ့်ရဲ့ခាយကံဝစီကံမနောကံတွေကိုပြဿနာအကြီးအကျယ်မဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်ပြီးတော့အကောင်းဆုံးပြဿနာကိုဖြေရှင်းနိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်